ပေါက်နေတာဒီဗီဒီယိုမှာကြည့်ပါလိမ့်မယ်ဖះပေါ့မှာအမကြီးအမကြီးရွှေလကုံဖះဒီလေးလေးရင်းနေတော်တော်မကောင်းတွေ့လားတိလားအဲ့မှာအဲ့မှာအဲ့ကြားရရလူတိလားဘာလုပ်နေရဖေးပေါက်နေတယ်ရှင်ဖေးပေါက်နေတာဒီတဲ့ကိုကျွန်တော်ကြည့်ပြီးတော့စိတ်ထက်တော့တော်တော်လေးတော့ဟိုဟိုတော့ဖြစ်တယ်ပေါ့ဗျာပွင့်လို့ပြောနေစိတ်ဆိုးတယ်ပေါ့ဗျာပွင့်လို့ဒါစိတ်ဆိုးတယ်လို့ပြောပြစီဒါတော်တော်မယိုင်းတဲ့ကိစ္စပါနော်ဒီရွှေရကုံဖရားပေါ့ပါရွှေရကုံဖရားရဲ့ဒီဇီရိုရဲ့ရင်ပြင်ပေါ့ဖရားတွေကြားတယ်ပေါ့ရင်ပြင်ပေါ့ဖရားတွေကြားတယ်မှာတယောက်က မျိုးသားတယောက်ကဟိုကျင်ငင်ဆွတ်တယ်ပေါ့တိပောက်တယ်ပေါ့ဗျာလူရင်းနားလည်းမပြောလဲတိပောက်တယ်ပေါ့ရွှေတုံဘုရားမှာဇောင်းတန်းဇောင်းတန်းနိုင်မှာဟိုအိမ်သားတွေရှိတယ်ဟိုအောက်ကိုဆင်းတစ်ထပ်ကိုအောက်ကိုဆင်းလိုက်တာလေဟိုအောက်ကိုဆင်းတယ်အိမ်သားတွေရှိတယ်ဇောင်းတန်းနိုင်မှာရှိတယ်ဇောင်းတန်းနိုင်မှာရှိတယ်ဒီအောက်ကိုဆင်းပြီးတိမပေါက်နိုင်အောင်လောက်အောင်ဒီကောင်ဟာချိန်နဲ့ဦးနာကြိုးကန်းဖြစ်နေလို့လားမဟုတ်ဘူးယူရန်ကနေလို့လားဘယ်လိုကောင်မျိုးမဟုတ်လို့လဲကျွန်တော်စဉ်းစားလို့မရဘူး ပြီးတော့ဒီလိုမျိုးအမှန်တရားကိုခေါ်ထုတ်တဲ့အတွက်ကြောင့်မို့ဖန်ခိုင်းခြင်းနဲ့အရေးအောင်ပြနေတဲ့သူတွေကြောင့်တော့ရှောင်နေတယ်။ရှောင်နေတယ်ရှောင်နေတယ်။အဲ့တော့ဒီလိုမျိုးပြကြတော့ကိုမကျင်နဲ့တိုင်းစစ်တပ်ကိုတုံ့ချပါ။အင်းကိုမကျင်နဲ့မပေါ်လာပြီဆိုရှင်ငေါ့ဖန်ငေါ့ဖန်ဆိုတဲ့ပုံစံမျိုးစစ်တပ်နဲ့ပေါင်းတာကကိုလုတ်ခိုင်းနေတာလုတ်ခိုင်းဖို့ပေါင်းမယ်လို့သာမျိုးတွေ။အဲ့ဒါမျိုးကြောင့်ဒီလိုမျိုးတွေမျိုးရှောင်အောင်နော်။ ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နော်သုံးဆန်တိုင်းပဲဗီဒီယိုဖိုင်အပိုင်းစာလေးကိုပြန်ကြည့်ရမှာဖြစ်ပါတယ်ဒီမှာအမပူတူရဲ့ဗီဒီယိုဖိုင်လေးကိုပဲအရင်ဆုံးနားထောင်ကြည့်လိုက်ရအောင်နော်ဟိုဂျာမနီမှာလီစိတ်တွေပိတ်လိုက်ရတာမျိုးဟောစပိန်မှာဆိုလို့ရှိရင်လည်းပဲအစ္စလမ်တွေရဲ့အင်တွေကိုလုံးဝပိတ်ပင်တားမြစ်လိုက်တယ်ဆိုတာမျိုး တည်ငြိမ်ဝင်ကြေညာနေပြီနော်ဒါအပြင်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ကဥရောပသမဂ္ဂ EU ထဲမှာရှိနေတဲ့တရားမဝင်ဖလီတွေအကုန်လုံးကိုပိတ်ပင်ပြီးတော့ရှရီယာဥပဒေကိုထောက်ခံတဲ့အစ္စလမ်မစ်တွေအကုန်လုံးကိုပြင်းထန်တန်ပေးတင်ပါတယ်လို့ဂရိဝင်ကြီးချုပ်ကိုယ်တိုင်ကထုတ်ပေါ်ပြောနေပြီဒါကမှလုံးမှာသူတို့ရဲ့မျိုးသားလုံးချုပ်ရေးနဲ့မျိုးသားရေးကွက် ်မြို့သားလုံးချုံရေးကိုဥထိတ်တာပြီးဆောင်ရွက်နေတဲ့အချိန်မှာရှင်တို့တွေကျမတို့ကအဘလုံးချုံရေးအဘကြီးဝါချမ်းသာရေးကြီးရေလို့မရဘူးကျမတို့တွေလည်းပဲတိုင်းပြည်လုံးချုံရေးအမျိုးသားလုံးချုံရေးကိုကြီးဖို့လိုအပ်တယ်အဘကလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမပစ်ပါနဲ့အဘကလည်းချစ်ပါသို့တော်တိုင်းပြည်ကိုလည်းမပစ်ပါနဲ့ကျမတို့ကတိုင်းပြည်နဲ့အဘ တိုင်းပြည်နဲ့အမရွေးရမယ်ဆိုရင်ကျမတို့ကအမြဲတမ်းတိုင်းပြည်ပြည်သူလူထုရဲ့မျက်နှာကိုပဲကြည့်ရမယ်။ဒါကြောင့်တချို့အရာတွေကဥပဒေရပေးရတယ်ဆိုရင်တော့တချို့အရာတွေမှာကျမတို့နှလုံးသားနဲ့ပေးလို့မရတဲ့အတွက်ဥပဒေနှလုံးသားနှစ်ခုလုံးနဲ့ကာကွယ်ဖို့လိုအပ်ပါတယ်။ကိုမောင်မောင်ရဲ့ဗီဒီယိုဖိုင်လေးကိုပဲဆက်နားတော့ကြည့်လိုက်ရအောင်နော်။လက်တော့ပါလို့ဆိုတော့ကြက်ခံရေးပါတီပေါ့နော်။ကြက်ခံရေးပါတီအနေနဲ့က အဲသူလည်းနိုင်ငံရေးဒီမိုကရေစီရေးတွေကိုသူနားလည်မယ်လို့ကျွန်တော်မျှော်လင့်တယ်နော်နားလည်မယ်လို့မျှော်လင့်ပေမဲ့ထားမတော်ကတတိကိစ္စနဲ့ပတ်သက်ပြီးတော့အတင်းနဲ့လွတ်လပ်ခွင့်လေးတောင်နားမလည်တဲ့သူပြီးတော့ဒီလိုမျိုးအမှန်တရားကိုဖော်ထုတ်တဲ့အတွက်ကြောင့်မလို့ဖန်ခိုင်းကျင်တဲ့အရေးအယောင်ပြနေတဲ့သူမျိုးကြောင့်တော့ရှောင်နေတယ်အဲ့ဒါရှောင်နေတယ်ရှောင်နေတယ်အဲ့တော့ဒီလိုမျိုးပြကြတော့ကိုမကျင်နဲ့တိုင်းစစ်တပ်ကိုတုံ့ချပါဟုတ်ကိုမကျင်နဲ့ပေါ်လာပြီဆိုရှင် နောက်ဟန်အောက်ဟန်ဆိုတဲ့ပုံစံမျိုးစစ်တပ်နဲ့ပေါင်းတာကကိုလုတ်ခိုင်းနေတာလုတ်ခိုင်းဖို့ပေါင်းမယ်လို့သာမျိုးတွေအဲဒါမျိုးကြောင့်ဒီလိုလူမျိုးတွေမျိုးချအောင်နော်အဲ့တော့စစ်တပ်နဲ့ပေါင်းတာကစစ်တပ်ကိုထားပါတော့ကျွန်တော်ဆိုလို့ရှိရင်လည်းကျွန်တော်စကားပြောဝိုင်းနေတယ်လုတ်ပါတယ်လုတ်တဲ့ခါမှာစစ်တပ်ကအုပ်စုအုပ်စုထားတယ်နော်တော်လိုင်းအုပ်စုအုပ်စုထားကျွန်တော်လဲမှနေတယ်နေပြီးတော့ပြည်သူတွေကခံစားဖို့ဘယ်ဒုက္ခတွေဘယ်ဒုက္ခတွေလို့ပြောပြချင်မှာကျွန်တော်တော့လည်းမရအောင် စစ်တပ်ဘက်ကလည်းဟာပြည်သူဘက်ကပြတဲ့ခါတွေအကုန်လုံးမနော်တော်လန်ပြည်သူဘက်ပြတာအဲသူတို့ဘက်ကပြတဲ့ယာဟုတ်လားပြီးတဲ့ခါမှာဟာကျွန်တော်စီမှာမဟုတ်ဘူးမဟုတ်ဘူးလို့လောက်ကြမှာအစစ်တပ်ကဟိုဘလို့ကောင်းလဲဆိုတော့ရှင်းပြလဲရှားပြဟုတ်တယ်ဒီလေဒါတွေကဒီလိုရှိတယ်ဒီလိုမျိုးတွေမကောင်းဘူးဒါတွေကောင်းတဲ့ရေးပြပါမယ်စစ်တပ်ကိုယ်တိုင်ကပြပြတလဲနဲ့စစ်သားတွေကိုယ်တိုင်ကဒါတွေကိုလည်းပတ်သက်ပြီးကျွန်တော်တို့အထက်ရာရှိနေပေါ့ပြီးဆောင်ရွက်ပေးမယ်ဘယ်သူလဲပြောနာမည်သာပြောအဲ့ဒီလိုငေါရောက်တော့တကယ်လည်းထုတ်ပြီးတယ်အဲ့တော့စစ်တပ်နဲ့ပြည်သူကြားထဲမှာရန်တိုက်တဲ့သူမဟုတ်စေရဘူးစစ်တပ်နဲ့ပြည်သူကြားထဲမှာ စစ်တပ်ကိုငါနဲ့မကျေနပ်တိုင်းပေါ့ဗျာနော်စစ်တပ်ကိုဒီကောင်ဖမ်းပေးစမ်းပါဆိုတဲ့ပုံစံမျိုးပေါ့ဒါမှမဟုတ်စစ်တပ်ကလည်းဖမ်းသူတို့ဟိုမဟာမိတ်ဆိုတော့ဖမ်းတာဖမ်းပေးစင်တယ်ဥပဒေကလည်းမကြည့်ဘူးဖြစ်နေတယ်အဲ့တော့ဒီလိုကစားမျိုးတွေတော့ပုံမှန်လေးလေးပြောရင်အာပါတီလက်သိခါကြမယ်နိုင်ငံလက်သိခါကြမယ်နိုင်ငံအတွက်ဒီမိုကရေစီဖွံ့ဖြိုးလောက်မှာမရှိဘူးဒီမိုကရေစီနားလည်လားလို့နေကြည့်တော့မနားလည်မှာမဟုတ်ဘူးအလူခွေဆိုဝေးရောပေါ့ဗျာဟုတ်အဲ့ဒီဒီကြားတွေကမှဘလို့ခေါ်မဆိုတော့ယထာပူရကြတဲ့အမှန်တရားရှာဖွေခြင်းဆိုသွားပြီပေါ့ဗျာ အကြောင်းမလို့ဒီခါမျိုးပါတယ်ကျွန်တော်ကောင်းစေချင်တယ်ဒေါ်စုကိုပြန်မလို့ဒေါ်စုကြီးကိုပြန်မလို့ပြေတော့ဘူးလောက်ကောင်ပါတော့နော်တော်စစ်ကြီးကတော့သူကပြန်မလွတ်တော့ဘူးလေအဲ့ဒါမှကြောက်မလဲကျွန်တော်ကဖြစ်စေချင်တာနိုင်ငံရေးတိုးတက်ဖို့လိုတယ်ကိုပါကောင်လည်းကိုမသိတာတော်တော်ဆိုတာအဓိကပြဿနာကကိုပါကောင်လည်းကိုမသိတာတော်တော်ဆိုတဲ့အခြေအနေဖြစ်တယ်ဒီအခြေအနေအထိမှဆိုင်းဆိုင်တဲ့အခြေအနေလို့ပါကနော်ဥတီတဲ့အခြေအနေလို့ပါ ဒီအချိန်မှာကိုပါကောင်လည်းကိုမသိလို့ရှိရင်ကိုထင်တာလည်းကိုကပိုအနေကိုညံ့နေဆိုသိရမယ်เนาะအဲ့တော့ဦးမြအောင်လိုက်နေတယ်အခုအချိန်ကြီးသူပါကောင်လည်းသူမသိသေးဘူးเนาะမြို့ပေါင်းကလည်းအများကြီးကြားတယ်တိုင်းသားလက်ထက်ကဘယ်လက်ထက်ကမှဆက်စီလို့မရဘူးเนาะ MC ဖိုးရအခွဲတော်မှာကြားနေဖြစ်နေနေတယ်အဲ့တော့သူဘုဒ္ဓကိုသွားစီယုံလို့ရလို့လေဘုဒ္ဓမှာစီယုံလို့မရဘူးနော်ဒီလေလူငယ်တွေကစီရုံးလို့ရတယ်လူငယ်တွေကသူလာလို့ရှိရင်သူ့ကိုတော်တော်ချစ်နေကြတယ်ဟုတ်လား အပြိပမှာဆိုရင်ပိုဆိုးသေးတယ်ပြိပမှာတော်လိုင်းတိုင်ဝိုင်းဆိုတော့တော်တော်ဒုနဲ့ဒေးတောင်နေကြတာဗျာသွားလျှော့မတွက်နဲ့နော်သူတို့သူတို့တိုင်ဝိုင်းနေနေကြတာအဲ့တော့ကိုညင်ချီတစ်ခုနေလဲသူတို့မှာရှိနေပြီအဲ့တော့ကျောင်းမြန်မာနိုင်ငံရဲ့ပြည်တွင်းအင်အားကယော့လာပြီအခုဗျာတက်ထောက်ခံသူနဲ့မဖြစ်မနေကြောက်လို့ထောက်ခံတဲ့သူနဲ့နော်ခါတော်ပြီးထောက်ခံတဲ့သူနဲ့အဲဒီလိုလူမျိုးတွေဇူးလောက်တော့ကျွန်တော်တို့အဲအချင်းချင်းပေါ့နော် ဒါလည်းတစုတော်လိုင်းဆိုတာတစုပါအားလုံးတစုတစုတွေပဲเนาะအဲဒီတစုလောက်နဲ့ဒါဘယ်လိုပဲလက်နက်ရှိတဲ့အုပ်စုနဲ့ပိုင်တဲ့ခါကြတော့ဗျာနိုင်ငံရဲ့အရှိကိုသွားနေပြီပဲနိုင်ငံရဲ့အဓိကတိုးတက်မှုကမရှိဘူးအဲ့တော့ဘာလုပ်ရမလဲပါဝါတွေကိုစုပါပါဝါကိုသုံးချတတ်ဖို့ပါဝါဖြိုးနှီးဖို့ပဲတည်တယ်ဦးမင်းအောင်လိုက်เนาะအဲ့တော့ကောင်းဆုံးပြောလိုက်ပါမယ်ဦးမင်းအောင်လိုက်ပြောလိုက်ဒီအချိန်ခါမှာကိုပါကောင်လည်းကိုမတည်တော့ကိုထင်လာတဲ့ကိုကပိုအားတယ်လို့တည်ဖို့လိုတယ်အခုရွေးကောက်ပဲချင်းပါမယ် ေဘဝဲဆိုလည်းကိုကြောင့်ကိုဝန်နဲ့အလွာနဲ့အလွာနဲ့ကျင်းပါမှာနော်အဲ့တော့ကိုအခုဒီကိုစလေဒီအောင်မလို့သူတို့ဖောက်ဖို့မိလိုက်ဗျာသိတယ်မလားအဲ့လိုမျိုးကျင်းပါမယ်အခြေအနေမျိုးအဲ့တော့ကိုကိုကိုဘာကောင်လဲမသိသေးဘူးလားကျွန်တော်ပြောချင်တာအဲ့တော့ဘာလုပ်ရမလဲစီယုံကြီးကိုသွားပါနော်နိုင်ငံရေးစီယုံကြီးတွေသွားပါလို့ကျွန်တော်ပြောချင်တယ်ဗျာနော် ဲ့တော့အဲ့တော့ပြည်သူတွေတဲ့ဘယ်လိုနေရတော့မလဲပြည်သူတွေနေရမကိစ္စကတော့အဲ့ကြောင့်ပြည်သူတွေပဲပေါ့နော်ပြည်သူတွေအတွက်ဘယ်သူမှဆင်ပြေနေမှာမဟုတ်ပါချမ်းသာတဲ့အတိုင်းပိုင်းကပြည်သူကလည်းနော်မြန်မာနိုင်ငံမှာပြဿနာရှိရတယ်ရှိပါလေသူတို့ကလည်းသူတို့တာသမီကိုဘယ်လိုမျိုးဖောက်ကမလဲဘယ်ကိုပို့ရမလဲဆိုတာပဲချောင်းနေတဲ့အခြေအနေမျိုးဖြစ်တယ်နော်ဆင်းရဲတာသမီကလည်းဘယ်လိုမျိုး เนาะဟိုဖုံးမှာဖွက်အောင်လဲဆိုတဲ့ပုံစံမျိုးရှိရခုစစ်မှုထားတာဆိုရနေအောင်เนาะအဲ့တော့အခြေအနေကမကောင်းပါဘူးအလုပ်လုပ်ပဲစားမကြမ်းခါကြတယ်မြန်မာနိုင်ငံမှာလာစားကောင်းတဲ့အလုပ်လေးတစ်ခုရဖို့ဆိုတာမလားအဲ့လာစားကောင်းမှဆိုအလုပ်ကလည်းတယောက်တည်းထမင်းမွားတယောက်တည်းထမင်းမွားအဲ့တော့ထမင်းမွားဖို့အတွက်ကဘာကြီးလုပ်ကြရမလဲစဉ်းစားအဲ့တော့ပြူနန်ကြီးကတလောက်နှစ်ပေါင်းကောက်တယ်ဒီအုတ်ချုပ်ရည်မှုကဘယ်ရလဲအေအဝေးတိုင်းကျုံကျော်ခရိုင်နဲ့ကျုံကျော်မြို့နယ်တိုက်ရွာအုပ်စုတဲ့နော်အုတ်ချုပ်ရည်မှုကျော်မြင့်ဆိုတဲ့ပုံကော တော့ဟိုစစ်မှုန်ရကြီးအားနှစ်ပေါင်းကောက်တယ်เนาะလာစီအပတ်တိုင်းစနေနေ့ဆိုလို့ရှိရင်လည်းအဲလောအားပေးဆိုပြီးတော့အတင်းခေါ်နေတယ်ဗျာလောအားပေးဆိုအတင်းခေါ်နေတယ်ပြီးတော့ပြည်သူစစ်ကြီးကလည်းပေးရတယ်ပြီးလို့ရှိရင်ဒါကျွန်တော်ကင်းဆောင်တယ်ပေါ့တုံချုံရေးကြီးကလည်းပေးရတယ်အပြူတွေကမရှိတဲ့ဂျားတွေကနေပေးနေရငရဲဖြစ်လို့ဖြစ်နေပြီเนาะအဲ့တော့အေယာယူလည်းကြုံကြော်ခရတယ်เนาะကြုံကြော်မျိုးနယ်ကအုတ်ချုပ်ရေးမှုကြုံမြေเนาะအုတ်ချုပ်မြေပေါ့ဗျာเนาะ အဲ့ဒါနဲ့ပတ်သက်ပြီးဆိုဆက်သူဆောက်လို့ရှိရင်ဒင်းကလည်းကိုပိုင်ကအာရဖတ်အာရဖတ်တွေပဲစီးတာဗျာတိလားအာရဖတ်တွေပဲစီးရပြီဘို့အဲ့မှာယုံတွေပါလဲကျွန်တော်ထပ်ပြီးတော့ဒါလေးအသေးစိတ်တော့ထပ်ပြီးတော့မပြောချင်တော့ဘူးနော်အလုပ်ရဲ့ပုံစံလေးတွေရော short တင်ပါလေပြည်သူတွေကိုညာညာတင်ဟာအေယာဝတီတိုင်းညောင်တုံးမြို့နယ်မှာတဲ့နော်အေယာဝတီတိုင်းညောင်တုံးမြို့နယ်ကျုံရစ်ကြီးရွာအုပ်စုအမှတ်16ရေနှုတ်မြောင်းရှိတယ်အဲ့ဒီရေနှုတ်မြောင်းကိုအုတ်ချုပ်ရေမှုအောင်ကျော်နိုင်ဦးစုပြီးတော့ငါးဖမ်းနေတာအင်း ငါဖမ်းတဲ့ခါကျတော့ရေကိုပိတ်ပြီးတော့ဆယ်ပိတ်ပြီးတော့ငါဖမ်းဆယ်ပိတ်ဆိုပြီးငါဖမ်းတဲ့ခါကျတော့ရေဧက၄000တောက်ကပျက်စီးမြတ်ရေဖြစ်နေတယ်အဲ့တော့ပြည်သူတွေလည်းမြေဧက၄000ဆိုတော့တောင်စုတွေကနဲတဲ့ဒါ site ဧကတွေလားဟုတ်ပြီအဲ့တော့ဒါဒီဥစ္စာအထက်ကမသိတာအောက်ကမသိတာလားအဲ့တော့ပြည်သူတွေကခံနေရတယ်အဲ့ဒီပြည်သူတွေရဲ့ကိုစားခင်ဗျားတို့အဲ့မှာအဘကိုအယမ်းပေါ့နော်ဒီလွတ်တော်ကိုယ်စားလှုပ်ပါမယ်ဆိုတဲ့သူတွေအမျိုးသားရေးပါ ဆိုရတယ်ဘယ်သူတွေကမြန်ပြည်ပြည်သူတွေရဲ့အရေးမှာလူမိုက်လုပ်ပြီးဘူးလေလောလောရဲလားရဲတယ်ရဲကြမှာပါဒါမဲ့လည်းမရဲတဲ့မရဲနိုင်တဲ့အခြေအနေရှိတာကြောင့်နားလေတယ်အဲ့တော့ကုတ်ဖြစ်သူမှုနဲ့ကိုနေကြနော်ကိုမောင်နေတဲ့ကတော့ခင်ဗျားတို့ကိုမောင်ဘယ်ဝမ်းပြောက်တချင်ပြီးဘူးလေကိုမောင်ဆဲနေစုံနေကြတောင်းညာနေကြနော်ကိုမောင်ခုအာလိုက်ပြောလာတာ၄နှစ်၅နှစ်လောက်ရှိတော့မှာပါနော်ကောင်မောင်ဆေးရစရာအနီရောအစိမ်းကပြအောင်အော်ဝိုင်းနေတော့ကြတယ်။ဘယ်တော့မှမဘယ်သူကများကျွန်တော်စီက attention တစ်ခါရဘူးတဲ့ပြောင်းလိုက်ကြည့်ဘူးဗျာ AR way တိုင်းနဲ့ child lab မျိုးနဲ့နော်ចောင်းစုကြီးရောင်ကြီးကတဲ့အုတ်ချုပ်ရေးမှုပေါ့နော်ဦးမောင်ခင်ပေါ့ဦးမောင်ခင်ကတလောက်7000တော့កောက်နေတယ်တဲ့မထည့်ရင်မဲနိုင်ရမယ်တဲ့အဲ့တော့သူတို့ရွာကလည်းသူတို့ရွာကလည်းဝေပေးလိုက်ပြီးသွားပြီအဲ့တော့ဝေပေးလိုက်တဲ့သူတွေကစစ်ပြေးဖြစ်သွားစစ်ပြေးဖြစ်သွားထတ်တောင်းအဲ့အဲ့ပုံစံမျိုးတွေပေါ့ဗျာနော် အဲ့တော့ကြည်သူတွေခင်ဗျာမှာတော်တော်လေးတော့ငရေတည်ဖြစ်နေပြီကနော်အစားစရာမရှိရတဲ့ခြားတဲ့တာသမီလေးမွေးရလို့ညတာသမီလောက်စားလိမ့်မယ်ထိုင်စားအောင်မှတ်တယ်အဲ့တော့တာသမီကလည်းစစ်ထဲထဲကဘသူသွားလို့ကျွေးလဲစဉ်းစားကြည့်တော့ကြာနော်အဲ့တော့ပတ်စားလေးတွေစစ်ထဲဝင်သွားလို့လစားလေးကောင်းကောင်းမွန်မွန်ပြပြလေးလေးအစီအပြေနေကြရမယ်ခင်ဗျာထင်နေလားကြာချိုးလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့တရင်နဲ့ချက်လက်တွေနောက်မှကျွန်တော်ပြောပါမယ်အဲချိုးလဲရကြပါလေနော် မရတဲ့အဆင်မပြေတဲ့သူလည်းရှိတယ်နားလည်းမလဲတာဖြစ်နေတာလည်းပတ်သက်ထားပါကျွန်တော်ဒါနောက်နောက်ပြနောက်ထပ်ကိစ္စလေးရတယ်ကျွန်တော်ပြောပါမယ်နော်ကျောင်းမြောင်းမင်းရဲ့ဗီဒီယိုဖိုင်ကိုမဆက်နားထောင်ကြည့်လိုက်ရအောင်နော်အာမနေ့ကရွှေတကုံရင်ပြင်မှာမနေ့ကမနေ့ကထွက်လာမနေ့ကတရင်ပေါ့နော်မနေ့ကတရင်ဆိုရင်ပြီးခဲ့တဲ့ရပိုင်ဖြစ်တာရွှေတကုံရင်ပြင်မှာဖြစ်သွားတဲ့တရင်ပေါ့နော် ဲ့ဒါလေးကိုကျွန်တော်ဒီနေ့ထည့်ပြောပါမယ်ဒါတော်တော်လေးကျွန်တော်တို့ဘုရားဘာသာဝင်တွေတော့ဒီတိုင်းပြည်ရင်ကျင်းမှုတမိုင်းမွေးနေကိုတမိုးထားတဲ့လူတွေတော့ကောဒါမခံရမခံမရဖြစ်နိုင်စရာစိတ်ဆိုးစရာကိစ္စတခုဖြစ်ပါတယ်အဲ့တော့ဘာလဲဆိုတော့ဒီဒီ video file နဲ့အရင်ကြည့်လိုက်ပါဟုတ်လားညောရှေ့တော့ဘုရားတော့အရင်နဲ့လေရှင်နဲ့တော်တော်မကောင်းတွေ့လားတဲ့လားအဲ့မှာအဲ့မှာကျွန်တော် video file ပြပြပါမယ်ဘာလုပ်နေလဲသေးပေါက်နေတာရှင်သေးပေါက်နေတာဒီ video file ကြည့်ပါလိမ့်မယ်ဘုရားပေါ့မှာအဲ့မှာကြည့်အမကြည့်ရှေ့တော့ဘုရားတော့အရင်နဲ့ จาတွေကလူတွေကဘာလို့မရသေးပေါက်နေလဲရှင်သေးပေါက်နေတာကိုရီထုတ်မြတ်ထားရဖရားပုံမှာအိမ်မကြီးအိမ်မကြီးရွှေစကုံဖရားကျွန်တော်ဒါလေးကိုတွေ့တော့တော်တော်လေးအိမ်မှာတရင်ကမနေရတဲ့ကျွန်တော်တို့ရှိမှာတရင်ကရောက်ပါတယ်ကျွန်တော်တို့ရဲ့တရင်ထဏာမှာလည်းဒီတရင်တွေတင်ထားပါပြီဆိုတော့ဒီတရင်ကိုကျွန်တော်ကြည့်ပြီးတော့စိတ်ထက်တော့တော်တော်လေးတော့ဟိုဟိုတော့ဖြစ်တယ်ပေါ့ဗျာပွင့်လို့ပြောနေစိတ်ဆိုးတယ်ပေါ့ဗျာပွင့်လို့ဒါစိတ်ဆိုးတယ်လို့ပြောပြစီဒါတော်တော်မယိုင်းတဲ့ကိစ္စပါနော်ဒီရွှေတကုံဖရားပေါ့ကွာရွှေတကုံဖရားရဲ့ဒီဇီရိုရဲ့ရင်ပြင်းပေါ့ ဖရားတွေကြားတယ်မဟုတ်ဘူးရင်းမြင်ပေါ်ဖရားတွေကြားတယ်မှာတယောက်ကမျိုးသားတယောက်ကဟိုကျင်ငယ်စွန့်တယ်ပေါ့တိပေါက်တယ်ပေါ့ဗျာလူတွေနားလည်အောင်ပြောတယ်တိပေါက်တယ်ပေါ့ရွှေတော်ဘုရားမှာဇောင်းတန်းဇောင်းတန်းတိုင်းမှာဟိုအိမ်သားတွေရှိတယ်ဟိုအောက်ကိုဆင်းတစ်ထပ်ကိုအောက်ကိုဆင်းလိုက်တာလေဟိုအောက်ကိုဆင်းတယ်အိမ်သားတွေရှိတယ်ဇောင်းတန်းတိုင်းမှာရှိတယ်ဇောင်းတန်းတိုင်းမှာရှိတယ်ဒီအောက်ကိုဆင်းပြီးတိမပေါက်နိုင်အောင်လုပ်အောင်ထိဒီကောင်ဟာချိနဲ့ဦးနာကျိုးကန်းဖြစ်နေလို့လားမဟုတ်ဘူးယူရန်ကနေလို့လားဘယ်လိုကောင်မျိုးမဟုတ်လို့လဲကျွန်တော်စဉ်းစားလို့မရအောင်ဆိုတော့ဒီလူက အောက်ကိုဆင်းပြီးတော့တိပောက်လို့ရပါလိမ့်မယ်မပောက်ဖဲနဲ့ရင်းမြင်ပေါ်မှာရင်းမြင်ပေါ်မှာရှိတဲ့ဇီးတွေကြားတဲ့တနေရာလေးမှာကျွန်တော်ထင်တယ်ရင်းမြောင်းလို့နေရာမျိုးတို့နေရာလေးမှာသူလွတ်လွတ်လွတ်ပြီးထင်ပြီးတော့တိပောက်တယ်တိပောက်လိုက်တယ်ဆိုတော့ပြောရင်တော့ဇီးတွေရင်းမြင်တော့အတိအကျပြောရင်အင်္ဂါတောက်မြေဆိုင်ဇီးတွေအမှတ်48နဲ့နောက်အုတ်ကူဇီးတွေအမှတ်138ကြားမှာအဲ့ကြားမှာအဲ့မျိုးသားတော်ကအပေါ်သွားတယ်အဲ့ဒါဘယ်နေ့ဆိုအော်တိုဘာ1ရက်နေ့ဖြစ်တာအော်တိုဘာ1ရက်နေ့ဖြစ်တဲ့အဲ့ဒီဖြစ်ဖြစ်စဉ်ကိုတယောက်ကနေပြီးတော့ခုနကခုနကတာဝန်သိပြည်သူတယောက်ကနေပြီးတော့ဗီဒီယိုရိုက်ထားလိုက်တယ် ရိုက်ထားလိုက်ပြီးတော့အဲ့ဒါကိုအခုတင်လိုက်တယ်တင်လိုက်တဲ့နောက်အဲ့ဒါနဲ့တကုံမြို့မှာရဲစခန်းအနေပြီးအဲ့ဒါကို TV စစ်ဆေးတယ် CCTV မှတ်တမ်းနေနဲ့လိုက်တယ်ဗောဗျာနော်လိုက်တယ်လိုက်တော့ခါကျတော့လိုက်တဲ့က CCTV မှတ်တမ်းနေတဲ့သူရှောက်လိုက်တာဗောဒီကောင်ဒီကောင်ဒီလိုလုပ်တယ်ဆိုတော့သိတဲ့ခါကျတော့ဒီလိုရဲတပ်ဖွဲ့ကိုလိုက်တာဗောလိုက်တဲ့ခါရှင်ရုံဖျားချင်းပြင်းပြောင်းသွား CCTV မှတ်တမ်းနေရှိအောင်ဆိုတော့ CCTV မှတ်တမ်းတော့လည်းကျွန်တော်ဖျားစီဒီမှာ CCTV ထားရတယ်ဆိုတော့အဲ့ဒါလူတွေကဒီမဖွဲ့မရရေးလာလို့ရင်ဒါတွေကအေးအေးနိုင်လို့အောင်ချက်ချင်းဖော်ထုတ်နိုင်အောင်လို့ဒါမျိုးကိုခင်ဗျား ဟိုအစ္စလမ်ဘာသာဝင်တွေရဲ့ဒီဟိုမှာပေါ့နော်မက္ကာမှာပေါ့တော်ပြီလောက်ကြည့်ပါအဲ့ဒီလူခင်ဗျာရှင်းရှင်းပြောရင်ဟိုဘာလဲဆိုဟိုမခုစင်းကောလိုမျိုးဟိုဟိုကြက်စင်းကောလိုမျိုးနော်နော်စင်းမခံရင်ကံကောတကယ်စင်းခံပါဟိုမှာဆိုစင်းခံနော်နော်စင်းခံပါဘာဒါမျိုးလုံးလို့မရဘူးဒါကဒါကနိုင်ငံနိုင်ငံရဲ့ဘာသာရေးထုတ်ပြန်တာဝင်ရအဲ့ဒီနေရာလူတွေမှာအဲ့လိုလုတ်ခွင့်မရှိဘူးလုတ်လို့မရဘူး ဆိုတော့ဒါကိုမဖြစ်တယ်ဆိုတော့ကျွန်တော်ကျွန်တော်ပြောလို့ဒါကြီးကကျွန်တော်တော်တော်လေးကိုရုပ်ကန်းတဲ့လုပ်ရတဲ့ခုလိုပဲကျွန်တော်တခါတည်းဟိုဆိုဆွဲပါလေတခါတည်းတခါတည်းတက်ပြီးဒီဟာမျိုးကိုရှုပ်ချပါလေဆိုတော့ဒီမျိုးသားကအဲ့ဒီလို လုပ်တယ်ဆိုတော့ရက်တက်ဖွဲ့စုံစမ်းဖို့ထုတ်လိုက်တဲ့အခါမှာဒီလိုပါမှနေရဲဆိုတော့မယန်းကုန်းမျိုးနဲ့အမှတ်ခွန်းရက်ကွက်မှာနေထိုင်တဲ့နာမည်ကတော့တင်မျိုးဝင်းခေါ်ဝက်နီဆိုတဲ့ဝက်နီဟုတ်သူနာမည်တင်မျိုးဝင်းဒါမဲ့နာမည်ပြောတော့ဝက်နီပေါ့အသက်က29နှစ်ရှိပြီတဲ့နော်အဲ့တော့ဒီသူ့ဖြစ်စဉ်ကတကယ်တော့အော်တိုဘာတရက်ကဖြစ်စဉ်လို့ မဟုတ်ဘူးဖြစ်စဉ်အော်တိုတက်ပြီဆိုတစ်အဒီတယ်လီအာဆိုရှယ်မီဒီယာမှာတက်လာတာကအော်တိုတက်နေရအင်းသူ့ကိုဆက်လိုက်တဲ့ခါကျတော့အော်တိုတက်နေမှာတက်လာတဲ့အတွက်ဂျဲတွေကတိသွားလို့ဆက်လိုက်တဲ့ခါကျတော့ဒီကောင်ကဝန်ခံတယ်ဟုတ်တယ်တဲ့သူစက်တင်ဘာ22ရက်ကဟာကဲဆက်နေစက်တင်ဘာ2ရက်22ရက်ကရွှေဒုံစီရီမြကြီးကိုသွားပြီးဖူးနေပြီဘယ်မှာပြန်ဆင်းနေချင်တာလဲမဆင်းခင်မှာအင်္ဂါတော့မြေဆိုင်အမှတ်အင်္ဂါတော့မှာရှိတဲ့မြေဆိုင်စီရီအမှတ်48နဲ့အုပ်စုစီရီအမှတ်138ဂျားမှာသူအပေါ်သွားခဲ့တယ်ဆိုတော့အော်တိုဘာ2ရက်နေ့2ရက်နေ့မှာသူ့သူ့သူ့ရဲ့ဒီဝန်ခံချက် ထွက်လာထွက်လာလဲဆိုတော့ဒါကြောင့်မို့လို့ဒီဒီပုတ်ကိုဒီပုတ်ကိုမလုပ်လဲဆိုတော့ဒီဒီကုန်ပြီမှာရဲစခန်းနေပြီးတော့ရဲရဲမပိုင်သောပြုတ်မှုများမှတ်ပုံတွေအမှတ်စဉ်၄မြင်းဆောင်2025ရဲစခန်းပုံမှန်195ကာဂျီနဲ့သတင်းဒီဒီအမှုအမှုတိုက်ဖွဲ့ရေးပြီးရေးဖွင့်ပြီးတော့ဥပဒေရေးဆက်လိုက်စာဖို့လုပ်နေပါတယ်တဲ့ဆိုတော့ဒီပုတ်ကိုနဲ့သူ့ရဲ့မိသားစုဝင်တွေတော့ဘလို့နေဘာဖြစ်မလို့တော့မသိဘူးသူ့အမေအဖေတွေဒီကောက်မှာလည်းအမေအဖေတွေရှိနေမယ်မိဘတွေရှိနေမယ်ပြီးတော့မောင်မောင်တွေရှိနေမယ်

ဒါမျိုးကိုနောက်နောက်ဖရားပေါ်မှာဘယ်သူကမှမလုံရဲအောင်ဘယ်သူကမှမဆရဲအောင်ပြက်ပြက်သွားတိတိရောက်ရေးကြီးကိုလိုပါတယ်ဒါမှလည်းတိရောက်တဲ့ရေးကြီးကိုဖြစ်မှာပဲနောက်လူတွေကဖရားပေါ်မှာအပေါ်ရောအလေးရောစွန့်ကိုမစွန့်ရဲဘူးခရီးဖရားပေါ်မှာလေတော်မလေးတော့လုတ်ပြစ်တင်တာပွန့်လည်းပြောခရော့ပါရဲ့နော်ဒါမှမဟုတ်အဲ့လောက်တော့လုတ်ပြစ်တင်တာရှင်းပြောရရင်တော့တော်တော်လေးတော့စိုးတဲ့ကိစ္စပါဒါဒါဘာသာရေးကကျွန်တော်လက်မခံနိုင်တဲ့ကိစ္စတခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဓာတ်ထောက်တွေတူရဲတဲ့မှာလည်းအခြားဘာသာဝင်တွေပါလိမ့်မယ်ခရစ်ယာန်ပါလိမ့်မယ်အစ္စလာမ်ပါမယ်ဟိန္ဒူပါလိမ့်မယ်အခြားသောဒီကိုယ်ွယ်ရာ ကိစ္စတခုကိုးကွယ်ရတယ်ဘာသာတခုကိုးကွယ်ရအာတခုစီရှိမယ်အဲ့တော့ခမရတို့ကိုးကွယ်တဲ့အားပေါ်မှာဒီလိုလုပ်ရင်ခမရတို့ဆိုရင်ရောလက်ခံနိုင်သလားလက်မခံနိုင်ဘူးလားခမရတို့ဆိုဘယ်လိုလုပ်ချင်လဲဒါတွေခမရတို့မှရှိကြနိုင်မယ်ဆိုတော့ဒါမျိုးလုပ်ရတယ်ကိုဒါမျိုးမလုပ်သင့်ဘူးလောက်ရမယ်လုပ်ရမှာဘူးဒါဒီကလူဟာဘုရားဘာသာဝင်ဟုတ်ရဲ့လားဘုရားဘာသာရောဟုတ်ရဲ့လားတခြားဘာသာဝင်တယောက်ဆိုရင်တော့စိတ်မကောင်းစရာပဲဘုရားဘာသာဝင်ဆိုရင်တော့ပိုးတော့ယွန်းဖို့ကောင်းပါတယ်တရားပြောနော်အဲ့တော့မြည်သည့်ဘာသာဒီပုဂ္ဂိုလ်ကမြည်သည့်ဘာသာပုဂ္ဂိုလ်ဘယ်ဟာကိုကိုယ်ကိုယ်သိဖြစ်စီဘာဟုတ်ပဲကိုယ်ကိုယ်သိဖြစ်စီ ဒီလို့ရမလို့ရဘူးမလို့ထိုက်ဘူးမလို့အပ်ဘူးဆိုတော့ရုပ်နေချင်ကလူအဖြစ်ဖြစ်တရားအချင်းကိုတော့မသိမ်းပေးနိုင်တဲ့မိပါတွေကိုလည်းရွက်သားပြေးကြိုက်လို့ရှိရင်ရည်တရားတို့လူနေချင်လူပဲဖြစ်မှာပြီးခဲ့တဲ့ပိုင်းကျွန်တော်အိန္ဒိယသွားတဲ့ခါမှာအိန္ဒိယမှာကျွန်တော်တို့အိန္ဒိယရဲ့ဒီဘာကလို့ဘင်္ဂလောပေါ့ဘင်္ဂလောရေးလိုက်ပေါ့နော်ဘင်္ဂလောပဲလစ်ပေါ့နော်ဘင်္ဂလောဘင်္ဂလောပဲလစ်မှာကျွန်တော်သွားပြီးတော့ကျွန်တော်ရှောက်ပြီးတော့ပြလိုက်မှာလိုက်ပြတော့ကျွန်တော်ကြည့်ပါတယ်ကြည့်တဲ့ခါမှာကျွန်တော်အပေါ်ပတ်ကြည့်တယ်ကျွန်တော်တို့ no photo no camera ပေါ့ဗျာ no camera no phone ဘာလို့ဓာတ်ပုံရက်ကုန်ပြီးကျွန်တော်မျက်လုံးတွေပဲကြည့်ဝင်ပြီးတယ် အဝင်ဝအပေါက်ဝမှာအပေါက်ဝအပြင်ကနေရိုက်ခွင့်ရှိတယ်အထဲဝင်ပြီးဆိုတော့ကင်မရာလုံးဝသုံးလို့မရဘူးဖုန်းနဲ့ကင်မရာကိုထားခဲ့ရတယ်အဲ့လိုမျိုးလုပ်ခဲ့တဲ့ဟာပေါ့ဗျာအဲ့တော့ကျွန်တော်အထဲရောက်တဲ့အခါမှာရှောက်သွားကြည့်ရသူတို့ရှင်မဘလို့ထားလဲဒါပြလိုက်နန်းတော်ပဲရှိသေးတာဒါနန်းတော်တော့မှပဲဟိုအင်္ဂလိပ်တွေအိုးဆိုးစရာဆောက်ခဲ့တဲ့နန်းတော်ပို့လဲပြောရင်တော့နှစ်ပေါင်း100လောက်ပဲရှိသေးတယ်ပေါ့နော်နှစ်ပေါင်း100လောက်ပဲရှိသေးတယ်ဆိုတော့အနေပေါက်တရားပြပြပဲရှိမှာပဲပြောမှာအဲ့လိုပဲရှိအဲ့တော့အဲ့ဒီလိုဟာတော့ဘာပဲသူကအထဲမှာလုံးဝဟိုစနစ်ကြလို့တဲ့စီစီပဲတတ်ထားတယ်ကျွန်တော်တို့လူတွေဒီပေါက်တက်ကရမလို့အောင် လုပ်ထားတယ်ပြောချင်တာနော်အဲ့လိုလုပ်ထားတယ်အဲ့မှာဟိုထိုင်းကကျွန်တော် journalist ကချိုင်းချိုင်း journalist ကြောက်ကသူကအဲ့မှာပြန်အထွက်အပေါက်ဝါနာလေးမှာအမိုက်လေးကြာနာအမိုက်လေးတွေပေါ့ဒီဒီကျွန်တော်တို့ဝင်ဝင်ဝင်ခွင့်တစိပ်ပြားကပ်ပြားလေးတွေခွာပြီးချပေးခဲ့တဲ့လူတွေဘယ်သူချတယ်မှမသိဘူးအမိုက်လေးတွေကြာနာမြင်တော့အဲ့ဒီထိုင်းနိုင်ငံသားကသူကအဲ့ဒါလေးကိုကောက်တယ်ကောက်လိုက်တော့ကျွန်တော်လှမ်းမိတယ်အေးမင်းဘာလုပ်တာတော့ဟုတ်မင်းဘာလုပ်တာလို့ဆိုတော့မင်းဘာမင်းဘာလုပ်တာလို့လှမ်းမိတယ်သူကငါမိုက်ကောက်နေတာဟာမင်းဟုတ်လားလေလားဆိုကြည့်ရချင်းမှာသူကမင်းတို့ ရှင်ုံပြရမှာဆိုရင်ကွာတဲ့သူကငယ်ရှင်ုံပြရမှာတကယ်လို့အဲ့လိုအမိုက်ကြတယ်ဆိုလို့ရှိရင်တဲ့မင်းမင်းစိတ်စိတ်ချမ်းသာပါမလားဟာငါပဲစိတ်ချမ်းသာမလို့အေးအဲ့လိုပဲတဲ့ဒီအိန္ဒိယနည်းနည်းလေသူ့ရဲ့ဒါအမွေသူ့ရဲ့အထိတ်မှန်လေးတစ်ခုမှာဒီလိုအမိုက်ကြီးကြတယ်နေသူတို့လည်းပဲစိတ်ကောင်းမှာပဲတဲ့အဲ့တော့ငါကောက်သေးရလားကောင်းတော့ဗောဒါဆိုမင်းကအိန္ဒိယရဲ့ဒါဂုံးဆောင်နိုင်ငံသားတော်ဖြစ်နေပြီအဲကျွန်တော်နောက်လိုက်တော့သူကအိုးသူသူ့ကိုသူအားဒါမင်းအဲ့လိုကြီးမလုပ်ပါနဲ့ကွာဆိုတော့မျိုးကျွန်တော်ပြောတယ်ဆိုတော့ဒါကဘာလဲဆိုတော့လူရီယာချစ်ဝက်စီကံသူနဲ့မဆိုင်ဘဲဟိုတယောက်ကသူ့နိုင်ငံနဲ့မဆိုင်ဘဲသူများနိုင်ငံမှာဒီလိုဖြစ်တာမြင်တော့သူကကူညီတယ်ဒီလိုလုပ်တာစိတ်ရှိတယ် ဆိုတော့ဒါအကြီးချင်းအဖြစ်ကျွန်တော်တို့နိုင်ငံသားတွေဆိုတာကိုယ့်နိုင်ငံမှာရှိနေတဲ့ဒီဘယ်လိုခေါ်မလဲအထင်ကြီးရတကယ့်ကိုဟွာလေးပေါ့ဗျာဟိုတမိုင်းဝင်လာတာကျွန်တော်တို့ကိုယ်ထင်းဆော့ချောက်ထင်းဆော့ချောက်ကိုလို့တာဗျာဒါမျိုးတွေကြရင်တာဝတိပြည်သူတွေကတေချာချာချာနာဟိုဝိုင်းဝန်းပြီးတော့ဒီ social punishment လုပ်ပြရမှာเนาะအဲ့ဒါကြောင့်ကိုယ်ကလူတိုင်းဝဲတစ်ခုလုံးမှာတီးဖို့လို့တာကကျွန်တော်နိုင်ငံမှာအမွေအနှစ်တွေရှိပါတယ် ပကံရင်ကျမှုမွေးတွေဒေသရှိပါတယ်ပြူပြူတွေရှိပါပြူပြူမြို့ပြနိုင်ငံတွေရဲ့မွေးတွေရှိပါတယ်နော်ဒီမန္တလေးနန်းတွင်းရှိပါတယ်ရွှေတဘုံပြားတွေရှိပါတယ်အားဒီခမဆက်ဆက်တင်ပေါ်ပြားဟိုဘကိုးဘဘကိုးဘဖရားတွေရှိပါတယ်ဆက်တင်ပေါ်နေရာပေါင်းများစွာမှာကျွန်တော်နိုင်ငံမှာဒီရှေးဟောင်းတမိုင်းဝင်အမွေးတွေရောကျွန်တော်တို့ရဲ့ဒီရင်ကျမှုအမွေးတွေရောအာဗုဒ္ဓအမွေးတွေရောအကုန်လုံးအများကြီးဒီမှာရှိပါတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒါတွေအကုန်လုံး quarantine ဆော့ချောက်ကြောက်လို့လုပ်တယ်ခါတော့ကျွန်တော်တို့သွားရလာတဲ့ခါမှာအခုခုနကကျင်ငယ်စွတ်နေသူကဒါမိုက်ရိုင်းနေလို့ရလုပ်တယ်โอเคခင်ဗျားတို့ကျွန်တော်တို့ကဖရားပေါ်မှာအမှိုက်တော်မဖြစ်သင့်ဘူးဒါလည်းမမေ့ဘူးလို့ ဒါလေးကြုံပြီးခရယောက်မမှိုက်တော်မဖြစ်သင့်ဘူး။ဘာလို့ဆိုဘုရားကမမှိုက်တော်မထားခဲ့သင့်ဘူး။ဘာကြောင့်ဒါဆိုရင်ကျွန်တော်တို့အဲ့လိုလုံမှဒါလေးကျွန်တော်တို့လည်းတကယ်နိုင်ငံတော်ကောင်ပြီးသားပါလိမ့်မယ်။ကျွန်တော်တို့အမွေနေ့ကိုကျွန်တော်တို့ထိကြောက်မှုလည်းလိုတယ်။ကာကွယ်စောင့်ရှောက်ကြမှုလည်းလိုတယ်။ကျွန်တော်တို့မထိကြောက်မကာကွယ်မစောင့်ရှောက်ရင်ကျွန်တော်တို့အမွေနေ့တွေကနောက်နှစ်ပေါင်းကာလတစ်ခုရောက်တဲ့အခါမှာ ဟိုအာဖဂန်နစ္စတန်လို့ဖြစ်သွားပါလိမ့်မယ်အာအာဖဂန်နစ္စတန်ဖြစ်သွားပါလိမ့်မယ်အာဖဂန်နစ္စတန်ဘာဖြစ်ခဲ့လဲကျွန်တော်တို့ကြည့်ရသိတာပဲအင်ဒိုနီးရှားဘာဖြစ်ခဲ့လဲကျွန်တော်တို့သိတာပဲအဲ့တော့ကိုယ်မွေးနေမှာကိုမထိဘူးသူထိမလဲဒါကြောင့်ခုနမျိုးဝါဒသာသနာဖွဲ့စည်းတွေရှိတဲ့လူရသလားရှိတဲ့နာပေါ့လူရတာပေါ့ရှိဖို့လိုရတယ်ဒါပေမဲ့အစုံမရောက်ဖက်နဲ့မျှကြည် balance လုပ်ပြီးတော့ကိုယ်အမျိုးသားဘာသာသာသနာမျိုးမျိုးဘာသာသာသနာကိုကာကွယ်ဆောက်ရှောက်တဲ့ဉာဏ်ပညာကြီးကြီး balance ရှိရှိတကယ်ကိုဟိုဟိုတကယ်ကိုဒီအတွေ့အကြုံမျှော်မြင်ကြီးကြီးနဲ့ မျိုးဘာသာတန်တရာကိုစောင့်ရှောက်နေဖွယ်စည်းရှိဖို့လိုသလားဆိုလိုတာပေါ့လို့ပြောချင်တာအဲ့တော့ဒါမျိုးတွေလည်းကောင်းစောင့်ရှောက်ကြပါလို့ကျွန်တော်တိုက်တွန်းပါတယ်နော်ဒါတော့ရွှေဒဂုံဘုရားရွှေဒဂုံစီတော်ရင်မြတ်ဖြစ်စဉ်ဖြစ်တယ်ဖြစ်တော့ပြောတာပါနော်နောက်တစ်ခုကအာခုဒီအပိုင်းမှာ KIA နဲ့ TNL နဲ့ NL ပြန်ပြီးချိတ်ဆက်မှုတွေလုပ်နေတယ်လို့ကြားပါတယ်ခုခိုင်ဘက်မှာဆိုပိုဆိုးပါတယ်ခုခိုင်ဘက်မှာဆိုရင် KIA နဲ့ဟိုအဖွဲ့တွေနဲ့ဟာတဲ့အဲ TNL အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တဖြည်းဖြည်းနဲ့သူတို့အချင်းချင်းပြန်ပြီးတော့တယောက်နဲ့တယောက်ကိုပြန်ဖက်လှယ်တာပူးပေါင်းတာပေါ့ဘာလို့လဲဆိုတော့ပူးပေါင်းလို့မရဘူးနေတာဖြစ်လာတယ် ် KIA က KIA ကဟိုတချိန်တော့ DNA လို့မွေးထုတ်ပေးခဲ့တယ်ဒါပေမဲ့ DNA လေးကသူအင်အားကောင်းလာတဲ့ကနေမီမြတ်မြတ်ရတဲ့ကမှာ KIA ကိုပေါ့တော့အချင်းမကြီးတဲ့ပုံစံလောက်လာတယ်အဲ့ခါကျတော့ KIA နဲ့ပေါက်ကွဲတင်းတယ်ဒါပေမဲ့နောက်ဆုံးကျတော့ KIA က KIA ကိုပဲ DNA လေးပြန်ပြီးပြန်ဖက်လက်တကင်းပြန်လောက်လာတာတွေ့ရတယ်ဘာဖြစ်လို့အဲ့လိုလောက်လဲဆိုတော့နေမီဒီမှာတဖြည်းဖြည်းနဲ့တဖြည်းဖြည်းနဲ့ဒီတက်ကပြန်သိမ့်လာတာများလာပြီ။ကြောက်မဲဆိုတဲ့တက်ကသိမ့်ပြလို့အုတ်ချွေရဲတဲ့တော့ဝင်နေပြီ။အုတ်ချွေရဲတဲ့စားဖို့တော့ဆန်စီစားကြွတုံငယ်ဥစားရှိတဲ့ပစ္စည်းတော့ပို့ထားပြီးပြီဆိုတော့ဒါကိုကြီးချင်းအဖြစ်တော့ဟို ဘာခေါ်လဲဆိုတော့ဟိုနေမည်ဆုံးမှုကတက်ကအားကောင်းလာတဲ့ခါ TNL ရဲ့တဖြည်းဖြည်းနဲ့သူနေမည်ဆုံးရှုံးမှုနဲလာတဲ့ခါသူ့မှာသူ့ကိုကိုကန်တွေလည်းမကူညီတော့ဘူးဝါလည်းမကူညီတော့ဘူးเนาะအဲ့ဒါကဟိုဘာခေါ်လဲဆိုတော့ဒီဘက် SSPP လည်းမကူညီတော့မကူညီတော့ရှောင်ထွက်သွားပြီဆိုတော့ဘယ်လက်နက်အဖွဲ့မှာသူတို့အနာမရက်တော့ကိုကန်တွေလည်းမကူညီလို့ဘဝလည်းမကူညီဘူးမိုင်းလာလည်းမကူညီဘူး SSPP လည်းမကူညီဘူး AA ကလည်းသူ့ပြဿနာနဲ့သူရခိုင်ပြည်နယ်မှာပြဿနာတက်နေပြီ။ဟို AA ကလည်းရခိုင်ပြည်နယ်မှာဘင်္ဂလီနဲ့ပြဿနာတက်နေပြီ ဲ့တော့ KI ကလည်းငါ့ကိုဒီကောင်တချင်တော့စော်ကားထားတာကွမ်မိုကိုရိုင်အောင်ကတုံးကွမ်ကွမ်ကိုရိုင်အောင်ပြောထားတယ်ခွေးဆိုပြီးတော့ TNL နဲ့ TNL နဲ့ကိုကန်နဲ့ကို TNL နဲ့ MNDA နဲ့ AA သုံးကောင်သုံးဖွဲ့ကိုခွေးတွေဆိုပြီးကွမ်မိုကကတုံးကွမ်ကွမ်ပြောမှုတယ်ဒါကြောင့်ဒီဒါကြောင့်မလို့ KI ဘက်မှာလည်း TNL ကိုယုံကြည်ကင်းမြမှုတွေရှိတယ်သို့တော်လည်းဒီနေ့အချိန်မှာ TNL နဲ့ KI နဲ့ကသူတို့လက်ချင်းချက်ရမယ့်အနေအထားကိုရောက်လာတယ်ဘာလို့လဲတက်က KI ရဲ့ခြေလုံးနေတယ် တို့ကဒီပလောင်လဲခြေမုံတီအန်အေခြေမုံတစ်ဖွဲလုံးခြေမုံတွေခါကြတော့တီအန်အေလေးနဲ့ကေအေရဲ့ချာမှာလက်ချင်းချိန်လိုက်တာကိုတော့တွေ့ရတယ်ဒီဘက်မှာတော့ဆိုသူတို့ချင်းချင်းလူကြီးချင်းတွေချိန်ဆက်ပြီးတော့တီအန်အေလေးကတော့ကေအေကိုငါတို့မှားပါတယ်ကွာငါတို့ငါတို့နဲ့တူလက်တွဲချိန်ပါရမယ်ကျွန်တော်လည်းကွာမင်းတို့မလုပ်ပါနဲ့ငါတို့လူချင်းချင်းပဲညီကိုတွေပါညာအဆရာလည်းကျွန်တော်တို့လုပ်ကြမယ်ဆိုတော့မျိုးတွေအတင်းချိန်ဆက်ပြီးစကားပြောဆိုပြီးတော့မှအဲ့တော့ဗာလဲဆိုတော့ဟိုဟိုစစ်တပ်ကိုသူတို့အနေအောင်အတူပူးတွဲပြီးတော့ခုခံမှုအထိသူတို့စိတ်ကူးရင်နေကြတယ်လို့ကြားတယ်ကိုယ်ခံတယ်ကပြင်းနေရလို့ကြားတယ်မြို့သူဝင်ဖြစ်စေကဘူးတက်ကတော့ ိုကလည်းပြောတော့ကုတ်ခိုင်ရလဲတက်ခဲ့ထိချုပ်နေပြီးတော့ရှိပြီးသားထိခဲ့ပြီးသားဖြစ်တဲ့အတွက်ပလောင်ကိုပဲအချုပ်ခွင့်ရဒေတာကလွဲပြီးရင်ဂျန်တဲ့နေရာတွေကလုံးတက်ကပြန်သိမ့်ကြည့်များတယ်သိမ့်ဖို့လည်းနီးလာပြီသိလည်းသိမ့်နေပဲလိုရရင်ပလောင်ကိုပဲအချုပ်ခွင့်ရဒေတာကိုတော့ပဲဟိုရှင်းပြောရင်တော့တက်ကသူတို့လိုချင်တဲ့ခေါင်းဆောင်မတက်မချင်းအကုန်ချိန်ချမဲ့သဘောရှိတယ်ဆိုတော့ DNA လေးဖက်မှာလည်းအချုပ်ခေါင်းဆောင်တွေကတက်နေဟိုတက်နေဟိုအလိုင်းအဖြစ်နေစေခေါင်းဆောင်တွေရှိသေးတယ် တချို့တွေကတော့မရှိဘူးမဖြစ်ကြဘူးအဲ့တော့မဖြစ်တဲ့ခေါင်းဆောင်တွေကခြေခံပြီးတော့ဖြစ်တဲ့ခေါင်းဆောင်တွေကတော့ဒါပလောင်ကိုပဲချုပ်ရဒေသရဲ့ခေါင်းဆောင်တွေပြန်ဖြစ်ဖြစ်လာနိုင်တယ်ဒါတွေကနိုင်ငံရေးမှာအဲ့မှာရှုပ်ထွေးနေတဲ့ဇာတ်လမ်းတွေပေါ့အဲ့အပေါ်မှာအဲ့တော့ပလောင်တွေတော့တဖြည်းဖြည်းနဲ့တော့ဟိုကြက်ပြောက်ကြက်ပြောက်ပျောက်လာတဲ့ဇာတ်လမ်းတော့တလင်းတော့ကြားရပါတယ်ဒီအပိုင်းမှာပေါ့နော်ဆိုတော့ဒါကတော့ပလောင်ကိစ္စ